ခုစတင်ပြီးဟောကြားပေးမှာကတနင်္ဂနွေသာသမိတဲ့အတွက်ဖြစ်ပါတယ်ဗျာတနင်္ဂနွေသာသမိတဲ့အနေနဲ့ဒီရဘတာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ်ပြားကဟာမင်းလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေပါတယ်ဟာမင်းလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသာသမိတဲ့နေ့ဒီကာလာဟာစန္ဒဝေါ်ဖြစ်နေတဲ့ကာလာဒီကာလာထဲမှာကိုကဘာကိုလှုပ်တင်နေဘယ်ဟာကိုမလှုပ်တင်ဘူးဆိုတဲ့အရာတွေကိုကိုအနေနဲ့အရာအားလုံးကစန္ဒဝေါ်ဖြစ်နေတယ်ဒါလှုပ်ရင်လည်းကောင်းတယ်လို့လို့ဟိုဟာလှုပ်ရင်လည်းကောင်းတယ်လို့လို့ဒါကတော့ပယ်လိုက်တာကောင်းပါတယ် အဲအဲ့လိုလည်းမဟုတ်သေးပြန်ဘူးအဲ့လိုမျိုးစန်တဝါဝါတွေနဲ့အချိန်ကုန်ပြီးဖြတ်တန်းရတဲ့ကာလကိုယ့်ရဲ့ဥတီချက်တွေရည်ရွယ်ချက်တွေမပြည့်ဘူးအဲ့တော့ဒီကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့တဲတော့ကတိုက်တွန်းထားတဲ့အရာကစန်တဝါဝါလုတ်တာမျိုးကိုထက်ဆိုင်ရင်ဆုံးဖြတ်ချက်တစ်ခုခုကိုပြပြသားသားဆုံးဖြတ်ဖို့ရယ်ဒါမှမဟုတ်ရင်ဘာမှမလုပ်ပဲလုံးဝကိုအပိတ်ငြိမ်နေဖို့ရယ်အဲ့နှစ်ခုကိုတိုက်တွန်းထားတယ်ပြီးတော့ တနင်္ဂနွေသားမိဝန်ထမ်းတွေအခြေခံလူဒန်းစားတဲ့အနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုမသွားရင်တဲ့နေရာကိုမလုချင်တဲ့ဌာနယာတူအဲ့ဒီအရာမျိုးတွေကိုလောက်ကင်ဆောင်ရရတတ်တယ်ဒီကာလထဲမှာအဲ့ဒီအတွက်စိတ်ပင်ပန်းရဖို့ရှိပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေငွေအထွက်များတတ်တယ်အဲ့ဒီအထွက်များခြင်းကအဓိကက လုပ်ငန်းရဲ့လိုအပ်ချက်ထက်စာရင်မထင်မှတ်ထားတဲ့နေရာကနေပြီးတော့လိုအပ်ချက်တွေပေါ်ပေါက်လာပြီးတော့ထွက်ချင်းမျိုးတွေဖြစ်တတ်ပါတယ် ပြီးတော့တနင်္ဂနွေသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကိုအင်တာဗျူးကိစ္စအောင်မှာကောင်းမွန်တဲ့ရလဒ်တွေရဖို့တော့ရှိတယ်။ဒါပေမဲ့အကူအညီအထောက်ပံ့တွေလိုတယ်ကိုယ့်အသားကိုစူးစမ်းပြီးတော့ဖြစ်မြောက်တဲ့အရာမျိုးတော့မဟုတ်ဘူး။တစုံတစ်ယောက်ရဲ့ကူညီမှုပါဝင်ပတ်သက်မှုအဲ့လိုမျိုးကြောင့်အောင်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့နိုင်ငံရေးသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့အစီအစဉ်တွေမအောင်မြင်တာမျိုးကိုယ်လှုပ်ဆောင်နေတဲ့အပိုင်းတွေမှာဟိုအဆင်မပြေဘဲနဲ့နောက်ပြန်လှည့်ရတာမျိုး လက်ရှိလုပ်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီးလုပ်တဲ့အဲ့ဒီကုမ္ပဏီနဲ့အဆင်မပြေလို့နောက်ကုမ္ပဏီတစ်ခုကိုပြောင်းလဲလုပ်ကင်ရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့တနင်္ဂနွေတောင်ပြီးငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေအနေနဲ့ဒီပတ်တာကာလထဲမှာမလုံဆောင်တင်နေတဲ့ကာလဖြစ်ပါတယ်ရှားကင်တော့အာအလွန်ကိုနဲနေတဲ့ကာလဖြစ်တဲ့အတွက်ငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်ခြင်းတွေကိုရှောင်ကျဉ်ဖို့လိုအပ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့အကျော်အချင်းတွေတောင်းတင်းတာမျိုးနော်ညောင်းညာကြိုက်ခဲတာမျိုး အဲ့ဒီလိုဝေနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငရေသူတင်းငွေသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလကိုယ့်ချစ်သူစီကကိုယ့်အပေါ်ကိုချစ်တဲ့ချစ်ချင်းမြတ်တာတွေကကုန်ခန်းသလိုမျိုးခံစားရတဲ့ကာလကိုယ့်ဘောမှာ तू ချစ်မချစ်သေးရဲ့လားအဲ့လိုမျိုးဇဝေဇဝါတွေအတွေးတွေဖြစ်စေလောက်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့တင်းငွေသားသမီးရဲ့အနေနဲ့ကောဒီတစ်ပတ်တာကာလမှာအိမ်အောင်ရေးပိုင်းမှာငွေအတွက်စိတ်တော့ကရောက်ရတဲ့တရားတရားပရိပခါလေးဖြစ်တတ်ပါတယ်။ ီထုတ်မယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့ကိုးနဲ့နှစ်ကိုပေါင်ထုတ်ပေးပါရရအနေနဲ့ကတော့မနက်စောစောကိုယ့်ရဲ့အိမ်ဖေးရမှာဖះဆုံးတော့ကတ်လုပြီးတော့မိမိရဲ့လူရင်းစနားတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုထပ်မှန်ပြီးဟောကြားပေးမှာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ တနင်္လာသာသမိတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားက magician လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်။ magician လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသာသမိတွေနဲ့ဒီကာလအထဲမှာကိုယ့်ရဲ့အသက်စတင်ခြင်းတွေကကောင်းမွန်တဲ့ကာလလို့ပြောလို့ရတယ်။ပြီးတော့တဲ့အခါကျတော့အကူအညီအထောက်ပံ့ကောင်းတွေမိတ်ဆွေပတ်သနာတွေအဲ့လိုမျိုးတွေရရှိတတ်တဲ့ကာလဒီကာလထဲမှာလုပ်ငန်းအသစ်တစ်ခုလုပ်တော့မယ်ဆိုရင်တယောက်တည်းလုပ်တာလည်းဆိုင်အတူတူကနောက်ထပ်ပါဝင်ပတ်သက်မဲ့သူတယောက်ယောက်ပါရှိနေတာမျိုးက မိမိတက်ပို့ပြီးတော့ကောင်းမွန်တဲ့ရတဲ့ဒီပိုင်းလေးရတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့တင်းရသားသမီးဝန်ထမ်းတွေအခြေခံလူန်းစားတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိလှုပ်ဆောင်နေတဲ့လုပ်ငန်းခွင်တွေမှာမိတ်ဆွေအစ်တွေရတတ်သလိုလက်ရှိတွဲဖက်ပြီးလောက်ကန်နေတဲ့မိတ်ဆွေတွေနဲ့နောက်ထပ်လုပ်ငန်းအစ်အကြံစီအစ်တွေကိုလှုပ်ဖြစ်တာမျိုးတွေနောက်ထပ်ဥမာ project တစ်ခုကိုစတင်ဖြစ်တာတွေအတူတွဲဖက်ပြီးလှုပ်ဖြစ်တာမျိုးတွေအဲ့ဒီလိုအပိုင်းတွေနဲ့ပျော်ရွှင်စရာတွေနဲ့ဖြတ်သန်းရတတ်တဲ့ကာလဖြစ်ပါတယ်။ ပြီးတော့တနင်္လာသားသမီးကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာရင်းနှီးမြှုပ်နှံမှုအစ်စ်တွေလှုပ်ဖြစ်ဖို့ရှိတယ်။အဲဒီလိုလှုပ်ဖြစ်ခြင်းဟာကိုယ့်အတွက်ကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိတဲ့ကာလာလေးဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမယ်ဆိုရင်တော့ဒီကာလာထဲမှာပညာရေးကိစ္စမှာတော့ကောင်းမွန်တဲ့ကိစ္စမျိုးတွေဖြစ်ဖို့ရှိပေမဲ့အင်တာဗျူးကိစ္စတွေမှာထပ်မံပြီးစ조사ရတဲ့ကာလာဖြစ်ပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာမိတ်ဆွေပေါင်းတဲ့ကြောင့်ကြံ့ကြာနှောင့်နှေးဖို့ရှိပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီဘက်ကကာလာထဲမှာရာဂိုင်လုံး80လောက်ထိကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေမှာအားထည့်လောက်ကင်လို့တော့ရတဲ့ကာလာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ခါနာလာမျိုးတွေပုံလွှဲလာမျိုးတွေနော်အဲ့ဒီလိုဝေဒနာပိုင်းတွေမှာယူဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတနေ့တာသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလာစိတ်ပင်ပန်းရတဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်ကိုချစ်သူအပေါ်ကိုမိမိနဲ့ဒီကာလာထဲမှာစိတ်ပင်ပန်းရတဲ့ ဟိုအခက်မသိရင်နှလုံးရောဂါရတာမျိုးတွေဆိုတာကဒီလိုကာလမျိုးတွေမှာဖြစ်တတ်ပါတယ်ပြီးတော့အိမ်ောင်တဲ့တနေ့အသားသမီးတွေအနေနဲ့ခက်ခဲတဲ့လမ်းတစ်ခုကိုအတူတကွရှောက်လိုက်ရတတ်တယ်အဲ့ဒီခက်ခဲတဲ့လမ်းအတွက်ကျောင်းနဲ့တယောက်နားလည်မှုကြီးကြီးနဲ့ဖြတ်သန်းရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ထီထုံးမယ်ဆိုရင်တော့တနေ့အသားသမီးတွေအနေနဲ့တင့်နဲ့ ရှစ်ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ငှက်အစာကျွေးပြီးတော့ကိုယ့်ရဲ့လူရင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုထပ်မှန်ပြီးဟောကြားပေးမှာကအင်္ဂါသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသာသမိတွေအနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကပုတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ပုတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသာသမိတွေနဲ့ဒီဘက်တာကာလာထဲမှာဖိအားတွေအောက်မှာဖြတ်တန်းရတဲ့ကာလာ အလောက်ကံပဲဖြစ်စေမိသားစုတွင်ပဲဖြစ်စေအိမ်တော်တွေတွေချစ်သူတွေလူမှုအတိုင်းဝိုင်းတွေအကုန်လုံးဟာမိမိရဲ့ဝိညာဉ်မှာရှိနေတဲ့သူတွေရဲ့ဖိအားတန်ကိုရင်ဆိုင်ပြီးတော့ဖျက်ဆီးတတဲ့ကာလဖြစ်ပါတယ်ပြီးတော့အင်္ဂါသောမိဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီရက်ဘတာကာလတွေမှာလုပ်ငန်းခွင်ထဲမှာမပြောတာမျိုးတွေဖြစ်တတ်တယ်ဘယ်ပြောမလဲအဓိကကရှေ့ပိုင်းမှာပြောခဲ့သလိုမိမိရဲ့ဟိုဖိအားပေးခြင်းခံနေရတာမျိုးအတူတွဲလုပ်တဲ့သူကြောင့်ပဲဖြစ်ဖြစ်လုပ်ငန်းရဲ့သဘောအရပဲဖြစ်ဖြစ် ွဲရအထက်လူကြီးကြောင့်ပဲဖြစ်ဖြစ်အဓိကဖီအားရှိတယ်။အဲ့ဒီဖီအားအောက်မှာပဲဖြတ်တန်းနေရတယ်ရှင်ဆိုင်ပြီးတော့အဲ့ဒီဟာကြီးကိုဖြတ်တန်းရတဲ့ကာလဖြစ်တဲ့အတွက်အရန်ပင်ပန်းတတ်တယ်။ဒီကာလထဲမှာစိတ်မပျော်တာတွေဖြစ်တတ်တယ်။ပြီးတော့အင်္ဂါသမီးကိုပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေအနေနဲ့မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်ပြဿနာတွေပေါ်ပေါက်ဖို့ရှိပါတယ်။ ညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စအောင်မှာတော့ကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိတယ်အဆင်ပြေဖို့ရှိတယ်မိမိအနေနဲ့အလောက်ကိုင်းနေရှောက်မယ်လို့ကြံရထားတယ်ဆိုရင်ဒီကာလထဲမှာရှောက်တင်တယ်ဒီကလည်းမှာလှုပ်ဆောင်ခြင်းကကိုယ့်အတွက်အဆင်ပြေဖို့ရှိတဲ့ကာလဖြစ်ပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့လူကြီးမိဘတွေရဲ့ပါဝင်ဆော့ဖက်မှု၊နှောက်ယှက်မှု၊ဖြတ်မှုကြောင့်ပြတ်တက်တယ်။မတော်ပါနဲ့။ဘာဖြစ်လို့ညာဖြစ်လို့အဲ့လိုခေါင်းစဉ်အမျိုးမျိုးကြောင့်လည်းပြတ်တက်ပါတယ်နိုင်ငံခြားကိစ္စတွေ။ပြီးတော့ အင်္ဂါသားသမီးငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ရာခိုင်နှုန်း90 90ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေကိုချောင်းချင်းတင့်တဲ့ကာလလည်းဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ခေါင်းကိုက်တဲ့ဝင်လာလေးတွေကူးဆိုက်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ပြန်လည်ပြီးတော့နှိုးထလာတာချစ်ချင်းမြတ်တာတွေကအရင်ကဘယ်လောက်ကြီးပဲအေးဆက်နေအေးဆက်နေဒီကာလထဲမှာပြန်နှိုးထတတ်တယ်။ကိုချစ်သူနဲ့ကိုနဲ့အရင်က ြားကြအစီမကတ်ဘူးအစင်မပြေဘူးဖြစ်နေတဲ့ဒီကာလမှာပြန်ပြီးတော့အစီတွေကတ်လာမယ်နားလည်မှုတွေရှိလာမယ်ချစ်သူရဲ့ကိုယ့်အပေါ်ကိုချစ်ခြင်းမေတ္တာတွေကိုခံစားမိလာမယ်ပြီးတော့အိမ်တော်တဲ့အင်္ဂါသားသမီးတွေအနေနဲ့သားသမီးနဲ့ပတ်သက်ပြီးတော့ရင်သွေးရတနာလိုချင်တဲ့သူတွေရင်သွေးရတနာရတတ်သလိုအိမ်တော်ရေးမှာသလာရရှိနေမဲ့ကာလလည်းဖြစ်ပါတယ်ထီထုံးရယ်ဆိုတော့အင်္ဂါသားသမီးတွေနဲ့ငားနဲ့တုံညကိုပေါအောင်ထိုးပေးပါရေရအနေနဲ့ကိုယ့်ရဲ့အိမ်ရှိမျက်နှာစာ လေကားတက်ဆင်းရှိရဆိုရင်ပိုကောင်းတယ်လေကားတက်ဆင်းအဲ့လိုနေရာမျိုးမှာဖျောင်းနိုင်တုံးနိုင်ထုံးပြီးတော့မိမိစီကိုရောက်ရှိလာမဲ့ကန်ဆာတာအညံ့တွေပြေပြောက်ပါစေဆိုပြီးတော့တောင်းဆုပြုပြီးတော့ထုံးပေးဘသူ့ကိုဘဲဝါရဲကိုတိုင်တဲတာတွေတောင်းဆုတာတွေမဟုတ်ဘူးเนาะကိုယ့်အကကိုယင်နေရနေပြီးတော့ဖျောင်းနိုင်တုံးနိုင်ထုံးနေထုံးပြီးသွားပြီဆိုတာနဲ့ယင်နေရနေဆုတောင်းမယ်ဒါပဲအခုပြောပြတဲ့နေရာကိုပြုလုပ်လိုက်မယ်ဆိုရင်အင်္ဂါသားမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာမိမိစီကိုကောင်းသောကန်တရားတွေဒါရရှိစေမှာဖြစ်ပါတယ်ဗျာ ဥထမံပြီးဟောကြားပေးမှာကဗုဒ္ဓသမီးတွေအတွက်ဖြစ်ပါတယ်ဗျာဗုဒ္ဓသမီးရဲ့အနေနဲ့ဒီဘက်တာကာလာမှာကြီးစိုးနေတဲ့အာယံနမိတ်ကတ္တကတဖူးလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်တဖူးလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်ဗုဒ္ဓသမီးအနေနဲ့ဒီကာလာထဲမှာပဏာနေနဲ့မသွားနဲ့ဘာဘာလုပ်မယ်ဘယ်နေ့ကြရင်တော့ဘာကိုဖော်ဆောင်မယ်အဲ့လိုမျိုးတွေမလုပ်သင့်ဘူးဒီကလာထဲမှာဗုဒ္ဓဥသားမိတွေအနေနဲ့ကိုလှုပ်ချင်တဲ့အရာကိုခက်မြန်မြန်ထားလှုပ်တဲ့နဲ့ပြီးတော့စိတ်ကူးပေါ်တဲ့အတိုင်းလျှောက်လှုပ်တာမျိုး အဲ့ဒါမျိုးကကို့အတွက်အပေါက်လန်းနေတည်သွားတဲ့ကာလအဲ့တော့ဒီကာလထဲမှာဗုဒ္ဓဟူသမီးတွေအနေနဲ့စိတ်ကူးပေါ်တဲ့အတိုင်းလေးလှုပ်ဆောင်ဖို့အရေးကြီးပါတယ်အရင်ကိုကို့အနေနဲ့စီမံချက်တွေထားတာမျိုးဘယ်နေကြရင်ဘာလုပ်မယ်ဘယ်ရအောင်တော့ငါဘယ်လိုဖော်ဆောင်မယ်အဲ့လိုမျိုးတိုင်မြင်နေတဲ့တွိုင်းအစမပြေတတ်ဘူးเนาะပြီးတော့ဗုဒ္ဓဟူသမီးဝန်ထမ်းတွေအခြေခံတွန်းစားတွေနဲ့ဒီကာလထဲမှာကို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာနနအနောက်ချက်တွေပေါ်ပေါက်တာတယ်အဲ့ဒီအနောက်ချက်ကိုအကြောင်းပြုပြီးတော့စိတ်လေတာမျိုးတွေ ဖြစ်တတ်ပါတယ်စိတ်မလေးနဲ့ဒီကလိုင်းမှာတွေ့ကြုံရတဲ့အရာတွေအားလုံးခေါင်းထဲကနေပြီးတော့ရှင်းထုတ်ပြီးတော့ပဲဒီတိုင်းပေါ်ပေါ်ပါလေးဖြစ်တဲ့ပြဿနာနဲ့နောက်ဆုံးကြုံနေရတယ်ကိုယ့်ရဲ့လုံငန်းမိုင်းဆိုင်ရာမှာပြဿနာတစ်ခုဖြစ်တယ်အဲ့ဒီပြဿနာနဲ့ကြုံနေရရင်တော့အဲ့ဒီပြဿနာကြီးကိုခေါင်းထဲမှာထည့်ထားနိုင်တွန့်သူအချိန်တိုင်းပြီးသွားလိမ့်မယ်အဲ့လိုမျိုးစိတ်နဲ့ဖြတ်သန်းတင်တယ်အဲ့လိုမျိုးဖြတ်သန်းရင်လည်းအဆင်ပြေလိမ့်မယ်လို့တဲတော်ကတိုက်တွန်းထားတာပြီးတော့ဘိုလ်ရူသားမီကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာက ိုအပ်ချက်လေးတွေများများပေါ်တက်တယ်။အဲ့ဒီလိုအပ်ချက်ကြောင့်လုပ်ငန်းတွေကိုပိတ်သိမ်းဖို့ဒီစဉ်းစားမိတတ်တယ်။မပိတ်ပါနဲ့ဦးဒီတိုင်းလေးပဲခဏစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ပြီးတော့ဗုဒ္ဓဟူးသားမီပညာရေးကိစ္စ interview ကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စတွေမှာလမ်းလွဲသွားတတ်တယ်။အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ဒီကာလမှာမဆုံးဖြတ်နဲ့ဒီကာလမှာအရန်ယူသဘောကျတဲ့အရန်ယူတင်ယူခြင်းပါတယ်ဆိုတဲ့ပညာရေးအမျိုးတွေကိုရှောင်ရှားသင့်တယ်။ဒီကာလပုံမှန်လေးပဲဖြတ်သန်းပြီးတော့ခေတ္တခဏကြော်ဖြတ်လိုက်။ပြီးတော့ နိုင်ငံခြားတောင်းမယ်လို့ကြံရတဲ့သူတွေရဲ့အနေနဲ့ဒီရက်ဘက်တာကာလာနဲ့မှာနိုင်ငံခြားခီးကိစ္စတွေကအဆင်ပြေတတ်တယ်။တောဖို့အတွက်ကိုအားလုံးလှုပ်ဆောင်ပြီးသွားပြီ။ခွင့်မိတ်တခုတောဖို့အခြေအနေတခုကိုပဲစောင့်ဆိုင်းမိနေတဲ့သူတွေရဲ့အနေနဲ့ဒီကာလာနဲ့မှာထွက်သွားရတဲ့။နိုင်ငံခြားကိစ္စတွေအဆင်ပြေပါလိမ့်မယ်။ကောင်းမွန်တဲ့သတင်းတွေကြားပါလိမ့်မယ်။ပြီးတော့ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ကတော့ဒီကာလာထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေရာခိုင်နှုန်း60%လောက်ထိပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အရင်အားထည့်ပြီးတော့မလုတ်ဆောင်တင်တဲ့ကာလာလည်းဖြစ်ပါတယ်။ကျမ်းမိုင်နဲ့ပတ်သက်ရင်ဗုဒ္ဓဦးသားမိရဲ့အနေနဲ့ခြေလက်နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာမျိုးတွေအဓိကခြေတော်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ထိခိုက်ဒဏ်ရာလေးတွေရတတ်တဲ့ကာလာဖြစ်တဲ့အတွက်သတိထားဖို့တော့လိုအပ်ပါတယ်။ ငရဲသူဘုရုသားမိရဲ့အနေနဲ့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလမှာကိုယ်အနေနဲ့အချိန်အသက်တွေတွေ့တတ်တယ်။လက်ရှိချစ်သူရှိနေတဲ့သူဆိုရင်တော့မှ နောက်ထပ်ကိုယ့်ကိုချီးကပ်ခြင်းမျိုးတွေခံတတ်တယ်။အဲ့ချီးကပ်ခြင်းမျိုးတွေကြောင့်မိမိရဲ့ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာနည်းနည်းလေးဒုရဖြစ်စရာတွေပေါ်ပေါက်တတ်တယ်။အဲ့ဒါကလက်ရှိချစ်သူရှိနေတဲ့သူကိုပြောတာလက်ရှိချစ်သူရှိနေတဲ့သူကနောက်တဲ့တဦးရဲ့ချီးကပ်ခြင်းခံရတဲ့အခါကျတော့ဒီလူနဲ့ပဲဆက်သွားမလား နောက်လူကိုလက်ခံရမလားအဲ့လိုဒွိယပိုင်းလေးဖြစ်တတ်တယ်။ဘာမှချစ်သူမရှိတဲ့သူတွေအနေနဲ့ကဒီကာလာထဲမှာချစ်သူအစ်တတွေရရှိတတ်တယ်။ပြီးတော့အိမ်အောင်တဲ့ဗုဒ္ဓဟူသားမိတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာအိမ်အောင်ရေးမှာငွေဝင်ကောင်းပြီးတော့တယောက်နဲ့တယောက်အဆင်ပြေဖို့ရှိတဲ့ကာလာလည်းဖြစ်ပါတယ်။ဖြီထုံးမယ်ဆိုရင်တော့အိမ်ဗုဒ္ဓဟူသားမိတွေနဲ့တုံညာနဲ့တစ်ကိုပေါအောင်ထိုးပေးပါ။ရရအနေနဲ့ကတော့ညနေဆုံး၄နာရီခွဲရဲ့နောက်ပိုင်းနော်အဲ့ဒီနောက်ပိုင်းမှာ လမ်းပေါ်ကခွေးကိုအစာကျွေးပြီးတော့မိမိရဲ့လူရင်းစရာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာဒီဘက်မှန်ပြီးဟောကြားပေးမှာကကြာတာပေးသားမိတွေအတွက်ဖြစ်ပါတယ်ဗျာကြာတာပေးသားမိတွေနဲ့ဒီတစ်ပတ်ကာလမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ကြာတာပေးသားမိတွေနဲ့ဒီကာလအထက်မှာကိုယ်လုံးတဲ့အရာတွေကမပြီးမပြတ်တွေဖြစ်နေတတ်တယ်မပြီးမပြတ်ဆိုတဲ့အရာမှာမိမိဘက်ကနေလိုအပ်ချက်မဟုတ်ဘဲနဲ့တစ်ဖက်ရဲ့အမိတ် ခွင့်ပြုခြင်းအဲ့ဒါတွေကိုဆောင်လိုက်ရတာမျိုးတစုံတယောက်ရဲ့တစ်ဖက်ကနေပြီးတော့ဆုံးဖြတ်ချက်တွေကိုလိုက်ဆောင်သွားနေရတာမျိုးကိုကနေပြီးတော့ဥမာဟိုအယောင်းဝယ်တစ်ခုလုပ်တယ်အဲ့ဒီအယောင်းဝယ်ကမိမိဘက်ကစ조사မဲ့အပိုင်းတွေလှုပ်ဆောင်မဲ့အပိုင်းတွေအားလုံးပြည့်စုံတယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့အဲ့ဒီအရာကိုတကယ်ယူဖြစ်မဲ့မယူဖြစ်ဘူးဝယ်ဖြစ်မဲ့မဝယ်ဖြစ်ဘူးအဲ့ဒီအပိုင်းကိုပြန်ဆောင်နိုင်နေရတာမျိုးအဲ့လိုမျိုးတုတ်လွတ်တန်းတန်းနေဖြစ်နေတတ်တာမျိုး ဒီကာလာထဲမှာအဓိကကကျော်သာပေးသားသမီးတွေအနေနဲ့ဘာကိုပဲလှုပ်လှုပ်တူတန်းတန်းလေးဖြစ်နေတတ်တဲ့ကာလာဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းသားတွေနဲ့ဒီတစ်ပတ်ကာလာထဲမှာမိမိတာဝန်ယူထားတဲ့အလုပ်တွေမပြီးမပြတ်ဖြစ်နေတတ်တယ်အဲ့ဒီအတွက်အထက်လူကြီးတွေနဲ့အနှဲငယ်ပြဿနာလေးတွေပေါ်ပေါက်တဖို့ရှိတဲ့ကာလာဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေနဲ့ဒီဘက်ကကလာတဲ့မှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအနောက်ရက်ပေါ်တတ်တယ်။အဲ့ဒီအနောက်ရက်ကအရင်ကလည်းနောက်ရက်ဖူးတဲ့သူမျိုးပဲပြန်နောက်ရက်တာမျိုးခံရတတ်တဲ့ကလာဖြစ်တဲ့အတွက်သတိပြုပြီးတော့ ရှောင်ရှားဖို့လိုအပ်ပါတယ်ပြီးတော့ကြာသာပေးသားမီငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီဘက်တာကာလာထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေကမလို့ဆောင်တင်သေးတဲ့ကာလာလည်းဖြစ်ပါတယ်ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာဥမာဆောင်းမွဲတွေဖြေဆိုတာမျိုးဆိုဆိုရင်ဒီကာလာမှာကြာတတ်တယ် ချက်နိုင်မယ်ဆိုရင်ရှောင်ရှားလို့ရရဆိုရင်ဒီကာလကိုရှောင်ရှားတင်တဲ့ကာလဖြစ်ပါတယ်။ interview ကိစ္စတွေဆိုရင်လည်းမအောင်မြင်တာမျိုးတွေဖြစ်တတ်တဲ့ကာလပါ။နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ပစ္စည်းပစ္စည်းဟိုဟာတွေပစ္စည်းတွေဆော်ဆော်တန်းပိုင်းတွေပျောက်ချတတ်တယ်သတိပြုဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဂျာတာဘေးသားသမီးတွေနဲ့သွေးပေါင်ကျတဲ့ဝင်လာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူဂျာတာဘေးသားသမီးတွေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီကာလဟာတရားတရားပျော်ရွှင်စရာတွေနဲ့ဖြတ်သန်းဖို့ရှိတယ်။ဒီကာလထဲမှာ အရင်ကဘယ်လောက်ကြီးပဲဝမ်းနေစရာတွေပင်ပန်းစရာတွေနဲ့ကြုံကြုံဒီကာလမှာပြောရလိမ့်မယ်ပြီးတော့အိမ်အောင်တဲ့အင်္ဂအိမ်အောင်တဲ့ဂျာတာဘေးသားမိတဲ့အနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ရဲ့အိမ်အောင်ဘန်းနဲ့ကိုနဲ့ခရီးအတူသွားဖြစ်တာမျိုးတွေတရားနဲ့တရားအပေးယူမျှနေတာမျိုးတွေနဲ့ပြပြရှင်ရင်နဲ့ဖြစ်တဲ့အဖို့ရှိပါတယ်ထီထုံးမယ်ဆိုရင်တော့ဂျာတာဘေးသားမိတွေနဲ့နှစ်နဲ့ကိုကိုပေါအောင်ထုတ်ပေးပါရရအနေနဲ့အတက်ရွယ်ကြီးတဲ့အမျိုးသမီးတဦးကို ဆေးဝါးမုတ်ဘဲတေဒါတမျိုးမျိုးကျွေးမွေးဌာနပြုတာမျိုးလှူဒန်းတာမျိုးပြုလုပ်ပြီးတော့မိမိရဲ့လူအင်စာရတွေကိုလေးနေနဲ့တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကန်ဒီယာရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုထပ်မှန်ပြီးဟောကြားပေးမှာကတောက်ကြသားသမီးရဲ့အတွက်ဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကလာဘလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်လာဘလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေနဲ့ဒီကာလထဲမှာ ကိုလို့သမျှအရာတွေကသုံးပုံပုံနှစ်ပုံလောက်ပဲအောင်မြင်သေးတာမျိုးတပုံကအမြဲတမ်းယော့နေတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ကိုကနေပြီးတော့အလောက်တစ်ခုကိုလှုပ်ဆောင်ထားတယ်။အဲ့ဒီအလောက်ကနေရောတရားရခိုင်တော့ရမလားဆိုမရဘူး။သုံးပုံပုံလိုက်နှစ်ပုံလောက်ပဲရသေးတာမျိုးတပုံအမြဲတမ်းကျန်နေတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့အောင်မြင်ခြင်းအတွက်ကိုကိုကကိစ္စတစ်ခုခုကိုဖော်ဆောင်နေတယ်ဆိုရင်လည်းအဲ့ဒီအောင်မြင်မှုဟာအပြည့်အဝမရရှိတတ်ဘူး။သုံးချိုးမှာနှစ်ချိုးလောက်ပဲရရှိတာမျိုးတွေ။ပြီးတော့ဝန်ထမ်းတွေအခြေခံလွမ်းစားတွေနဲ့ဒီရဘတ်တာကာလာထဲမှာ နယ်တွေကိုခီးသွားတာမျိုးကို့ဌာနမဟုတ်တဲ့တခြားနေရာကိုသွားပြီးတော့ပြောင်းရွှေ့ပြီးလုပ်ကင်ရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင်လည်းဒီကလာတဲ့မှာလုပ်ငန်းကအေးဆက်နေတတ်တယ်။လုပ်ငန်းအသစ်တစ်ခုအတွက်လည်းကြံစီတာမျိုးတွေအဲ့ဒီလုပ်ငန်းအသစ်အတွက်အခြေအနေတွေကိုတွားရောက်လေ့လာတာမျိုးတွေကဒီကလာထဲမှာလှုပ်ဆောင်ဖြစ်ဖို့ရှိပါတယ်။လှုပ်ဆောင်မယ်လို့အရင်တည်းကကြံရထားတာမျိုးရှိရင်လည်းဒီကလာထဲမှာလှုပ်ဆောင်တင်တယ်၊ဖော်ဆောင်တင်တယ်။ပြီးတော့ ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာအရင်ကတည်းကကိုယင်းကြီးကျွမ်းဝင်ခဲ့တယ်အရင်ကတည်းကလစ်လာဘူးတယ်အဲ့ဒီလိုပညာရေးမျိုးပဲပြန်ပြီးတော့ live တင်တယ်လှုပ်ဆောင်တင်တယ်ဖော်ဆောင်တင်တယ်အင်တာဗျူးဆိုရင်လည်းအရင်ကရှောက်ခဲ့မှုတဲ့အလုပ်ဟောင်းတွေကိုပြန်လဲပြီးတော့ရှောက်တင်တယ်အဲ့ဒီကနေပြီးတော့ပြန်ရရှိတတ်တယ်ပြီးတော့နိုင်ငံခြားတော့မဲ့လို့ကြံရထားတဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလနဲ့မှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်ဆောင်ရွက်ရတဲ့အခြေအနေလေးတွေကြုံရဖို့ရှိပါတယ်အရင်အစင်မချောသေးတဲ့ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်မဲ့သူတွေအနေနဲ့ဒီတပတ်တာကာလနဲ့မှာရာခိုင်နှုန်း60လောက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းတွေမှာတော့ထိုက်တင်သလောက်အားထည့်ပြီးလောက်ကင်လို့တင်ပါတယ်ပြီးတော့တောက်ကြသားသမီးကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတပတ်တာကာလထဲမှာရောဟောင်းနဲ့ပြန်ပေါ်တတ်တယ်အဲ့တော့မိမိမှာအရင်ကဖြစ်မှုတဲ့ ကျမ်းမာရေးဝေဒနာအဟောင်းတွေရှိတယ်ဆိုရင်အဲ့ဒီအပိုင်းတွေကိုပို့ပြီး view site ပို့လိုအပ်ပါတယ်။ငရေသူတောက်ကြသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်သာကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့နှစ်ယောက်အတူတူလက်တွဲပြီးတော့နောက်ထပ်အနာဂတ်အတွက်ကိစ္စတစ်ခုကိုဖော်ဆောင်ဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့တောက်ကြသားသမီးတွေအနေနဲ့အိမ်အောင်ရင်းနဲ့ပတ်သက်ရင်ပျော်ရှင်စရာတွေနဲ့ဖြတ်သန်းဖို့ရှိသလိုဒီတစ်ပတ်သာကာလထဲမှာကိုယ့်အိမ်အောင်ဘက်ကနေပြီးတော့ကိုယ့်အပေါ်ကိုနားလည်မှုကြီးကြီးနဲ့ ုံဆောင်ပေးတဲ့အရာတစ်ခုကြောင့်လည်းပျော်ရှင်ရဖို့ရှိပါတယ်။ခီထိုးမယ်ဆိုရင်တော့တောက်ကြသားသမီးနဲ့၄နဲ့6ကိုပေါအောင်ထိုးပေးပါ။ရေရာအနေနဲ့ဖျားတဆစုကိုတွားပြီးတော့ကိုယ့်ရဲ့မွေးနှံတောက်ကြထောက်မှာရေတက်ပဲပေးပါ။တန်ရှင်းတယ်ပြုလုပ်ပေးပါ။အဲဒီလိုပြုလုပ်လိုက်မယ်ဆိုရင်တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကောင်းသောကံတရားရည်တာကိုယ်စီကိုရောက်ရှိစေမှာဖြစ်ပါတယ်ဗျာ။ စနေသားမိရင်နဲ့ဒီရဘတာကာလာနဲ့မှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တက justice လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ် justice လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့စနေသားမိရင်နဲ့ဒီကာလာဘုံနေမြဲကြနိုင်မြဲလို့ပြောလို့ရတဲ့ကာလာမိမိအနေနဲ့ပုံမှန်လက်ရှိအနေထားလေးလက်ရှိပိုင်ဆိုင်ခွင့်ရတဲ့အနေထားတွေအခြေအနေတွေအဲ့ဒီအတိုင်းလေးပဲယက်တည်နေတာမျိုးကိုကအဆင်ပြေနေတယ်ဆိုလဲအဲ့ဒီအဆင်ပြေမှုမှာပဲယက်တတ်နေတာအဆင်မပြေရင်လည်းအဲ့ဒီအဆင်မပြေခြင်းမှာပဲနေနေရတာဒီကာလာဟာလက်ရှိ ကိုယ့်ရဲ့အခြေအနေတိုင်းအပြောင်းလဲမရှိဘဲနဲ့ရပ်တန့်နေမဲ့ကာလဖြစ်ပါတယ်အဲ့တော့အဆင်ပြေနေတဲ့သူတော့ကတော့ပြဿနာမရှိဘူးဒီတိုင်းပဲရပ်တန့်နေတယ်ဘာဖြစ်လဲပေါ့ဘာမှမဖြစ်ဘူးကောင်းတာပေါ့နော်အဆင်မပြေတဲ့သူသူတို့အနေနဲ့ကတော့ဒီတိုင်းတော့မရချင်ဘူးလှုပ်ရှားမယ်လှုပ်ရှားရင်ပိုးဆိုးသွားလိမ့်မယ်အဲ့တော့ဒီကာလထဲမှာတဲတော့ကလည်းထပ်ပြီးတိုက်တွန်းထားတဲ့အရာကမိမိလက်ရှိဖြစ်နေတဲ့အခြေအနေလေးမှာပဲနင်းနေတော်ပြီးမလှုပ်ရှားနဲ့လှုပ်ရှားလိုက်တာနဲ့ ကိုအနေနဲ့ပို့ဆိုးတဲ့အခြေအနေမျိုးတွေဖြစ်သွားတတ်ပါတယ်။ပြီးတော့စနေသားမီဝန်ထမ်းတွေအခြေခံလူအန်းစားတွေအနေနဲ့အလုတ်အပြောင်းလဲကိစ္စတွေအလုတ်ကထွက်မယ်ဆိုတာတွေကိုဒီကာလာထဲမှာမဖော်ဆောင်နဲ့ဟုတ်အရင်ကတည်းကလည်းဖော်ဆောင်ထားတယ်။စားစားနာပိုင်းတွေစောင့်တိုင်းနေတယ်ဒီကာလာထဲမှာသွားပြီးတော့အဲ့ဒါကြီးကိုတွန်းအားတော့မပေးနဲ့။သွားပြီးတော့ထပ်မှန်ပြီးတော့အရင်ကြီးမစိုးစားလိုက်နဲ့။စိုးစားလိုက်တာမျိုးတွန်းအားပေးလိုက်တာမျိုးဆိုရင်အဲ့ဒီအရာက ကိုယ့်ရဲ့ရည်ရွယ်ချက်မဟုတ်ဘဲတခြားရည်ရွယ်ချက်မျိုးတွေတခြားလှုပ်ဆောင်ရတာတွေဖြစ်သွားတတ်တယ်။ပြီးတော့စနေသားမီကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလာထဲမှာမိမိရဲ့လုပ်ငန်းကအမှားယွင်းမခံတဲ့ကာလာဖြစ်တတ်ပါတယ်။ဒီကာလာထဲမှာလှုပ်ဆောင်တဲ့အပိုင်းတွေမှာနည်းနည်းလေးတိမ့်ချော်သွားလို့မရဘူး။သတိကြီးကြီးထားပြီးတော့ဖြတ်တန်းတင်တဲ့ကာလာဖြစ်ပါတယ်။ပြီးတော့စနေသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ပညာရေးကိစ္စတွေကိုဖြစ်နိုင်ရင်မစင်းစားနိုင်အောင်မလှုပ်ဆောင်နိုင်အောင်လှုပ်ဆောင်လိုက်ရင်ဒီကာလာထဲမှာအမှားဘက်ကိုဆုံးဖြတ်မိသွားတတ်တယ်။ပြီးတော့ အင်တာဗျူးဖြေဆိုမဲ့သူတွေရဲ့အနေနဲ့ကတော့တစ်ချိန်တစ်ခါနဲ့မပြီးပြတ်ပဲနဲ့အချိန်ချင်းစူးစမ်းပြီးတော့မှအောင်မြင်မှုရတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့စနေသားမီနိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလမှာနိုင်ငံခြားကိစ္စတွေရပ်တန့်နေလိမ့်မယ်။မိမိလှုပ်ဆောင်တဲ့အပိုင်းတွေမှာလိုအပ်ချက်ပိုင်းတွေကအရန်ကိုကြီးမားပြီးတော့ကိုလှုပ်ဆောင်တဲ့အရာတွေကရှေ့ကိုမတိုးပဲနဲ့လက်ရှိအခြေအနေမှာပဲရပ်တန့်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့စနေသားမီ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ဒီကာလတည်းက50 50ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်မိမိအနေနဲ့စဉ်းစားချင်းချင်းပြီးတော့ပဲလှုပ်ဆောင်တင်တဲ့ကာလပါမလှုပ်ဘဲနဲ့လည်းနေတာမျိုးမဟုတ်ဘူးအရင်လှုပ်ဆောင်တာမျိုးလည်းမဟုတ်တဲ့ကြားနေထားလိုက်မှကိုယ်နဲ့ချိန်ဆပြီးတော့လှုပ်ဆောင်တင်တဲ့ကာလပါကျဲမိုင်နဲ့ပတ်သက်ရင်စနေသားမီးတွေအနေနဲ့လေနဲ့ပတ်သက်တဲ့ဝင်လာလေးကိူးဆိုင်ပေးပါငယ်ရွယ်သူစနေသားမီးတွေအနေနဲ့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီကာလတည်းမှာကိုယ့်ရဲ့နောက်ခံမိသားစုအတိုင်းဝိုင်း ဟိုတငယ်ချင်းပေါင်းတဲ့မိတ်ဆွေသူတို့တွေရဲ့ပါဝင်ပတ်သက်မှုကြောင့်အခြေအပိုင်းမှာပြဿနာတွေဖြစ်တတ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့စနေသားမိတဲ့အနေနဲ့ကဒီကာလထဲမှာလူကြီးမိဘတွေနဲ့စကားပြောဖြစ်တာတွေလူကြီးမိဘတွေကြောင့်မိမိတို့အနေထားမှာဟိုအပြောင်းလဲဖြစ်တာမျိုးတွေစိတ်ချမ်းသာစရာတွေအဲ့ဒါတွေနဲ့ကြုံရဖို့ရှိပါတယ်။ထီထွန်းမယ်ဆိုရင်တော့စနေသားမိအနေနဲ့9နဲ့8ကိုပေါအောင်ထိုးပါ။ရေရရာအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာစနေသားမိတွေအနေနဲ့ကိုယ်အိမ်အနီးနားမှာရှိတဲ့ဖရာတဆူရဲ့စနေသားကိုတွားပြီးတော့မိမိ အိမ်မှာချက်ပြုတ်တဲ့စွန်တမျိုးမျိုးကိုလှူဒန်းဆက်ကပ်ပေးပါအဲ့လိုပြုလိုက်မယ်ဆိုရင်စနေသားမီးရင်ဒီတစ်ပတ်တာကာလာထဲမှာမိမိစီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာ